သူများသားများနဲ့ဖောက်ပြန်ရင်အရသာဘလို့ရှိလဲသိရင်နားစင်ကြည့်ဘရင်ကြီးတပါးဟာမိဖုရားမြောက်ပြန်အတွက်လဲတနိုင်ငံလုံးကအလှမယ်တွေကိုရွေးခိုင်းတယ်အလှမယ်တွေကပထမဆုံးရတဲ့သူကိုမိဖုရားခန့်အပ်လိုက်တယ်ဆိုတော့ဘလောက်လှလိုက်မလဲချောလိုက်မလဲတွေးကြည့်ရင်သိသာလှပါတယ်ဒါပေမဲ့ဒီအလှမယ်ပြိုင်ပွဲကိုမကြည့်လိုက်ရတဲ့သူကတော့ဘရင်ရဲ့စဖို့မှုပဲအဲ့ဒါကြောင့်လဲဘရင်ပွဲတော့ဆက်တရရမှာမိဖုရားကိုတွားတွေ့တော့ဒီစဖို့မှုကလဲမိဖုရားကိုဆွဲလန်းတော်တာပေါ့ အဲအကြောင်းဒီစိတ်နဲ့လဲချက်ပြုတ်လာတော့သုံးဆောင်တဲ့ဘယင်ကလည်းတိလာအပူအဆက်အငန်းလည်းမတဲ့တော့ဘူးပေါ့အဲ့ဒါကိုအောင်းအီးပြီးစားလာတဲ့ဘယင်ကလည်းခုနှစ်ရက်ပြည့်တော့မအောင်နိုင်တော့မောင်မင်းလက်ရတွေဟာအရင်ကနဲ့မတူတော့ဘူးအဲ့ဒါကြောင့်ငါဘယင်ကိုအမှန်အတိုင်းတန်တော်ဦးတင်ဆန်းဆိုတော့စဖို့မှုကလည်းရဲရဲကြီးတန်တော်ဦးတင်တာပေါ့မမချင်းမင်းတဲ့ရင်လဲသိထားရင်လဲရှင်ရမယ်ဘဝပါကျွန်တော်မျိုးမှန်တော်ဦးတန်တော်ဦးတင်ရမယ်ဆိုရင်ဖြစ် အရှင်မင်းရဲ့မိဖုရားနဲ့တ냐လောက်အိတ်ဆက်ခြင်းနဲ့စိတ်တွေကလည်းလွှမ်းမိုးနေကြောင်းပါအဲ့ဒီလိုဆိုတော့ဘယင်ကြီးကစိတ်မဆိုးဘူးဗျကျွန်တော်တို့လိုဆိုရင်ဘယ်ရမလဲတေဇန်းဆိုပြီးတော့ပြေးခုတ်တက်ပြင်မှာဟုတ်တယ်ဟုတ်မရောက်အထိဓာကြီးဆိုတဲ့သကပုံတော်ရှိသေးတယ်အဲ့ဒီတော့ပြန်ဆက်ရအောင်ဗျဘယင်ကြီးဟာလည်းအသေးချာစဉ်းစားကြည့်ပြီးတော့စဖို့မူကြီးငါဟာဘယင်ဆိုပေမဲ့ငါ့ကိုပြည်သူ့ဘယ်ပိုင်နေငါ့ကိုငါတောင်မပိုင်ဘူးအဲ့ဒါကြောင့်မိဖုရားဆိုတာလည်းဒီတိုင်းပဲ အဲဒါကြောင့်ငါကိုတော်မြတ်မိဖုရားကိုမေးမြန်းလိုက်ပါဦးမယ်။တကယ်လို့ဆန္ဒရှိတယ်ဆိုရင်မိဖုရားဟာသင်ရဲ့အဆောင်တော်ကိုလေကိုးချက်တီးလောက်ဆိုရင်လှမ်းလာပါလိမ့်မယ်။အသင်ပြန်နှင့်မှာတော့ဆိုပြီးတော့လေမတတ်တဲ့အပြင်ပြန်လှုပ်လိုက်တာပေါ့။ကဲဘလောက်သဘောထားကြီးလိုက်တယ်လဲနော်။ညာကိုးချက်တီးလောက်မှာတကားခောက်တန်ကြလို့စဖို့မှုကလည်းတကားဖွင့်ကြည့်လိုက်တော့အော်မိဖုရားဖြစ်နေတယ်။ဒါပေမဲ့မိဖုရားမှာယူဆောင်လာတာလေတောက်ရီခွက်၅မျိုးပလာတယ် ရွှေနဲ့ပြုတ်လောက်ထားတဲ့ခွက်ငွေနဲ့ပြုတ်လောက်ထားတဲ့ခွက်ကြီးနဲ့ပြုတ်လောက်ထားတဲ့ခွက်ဒဏ်နဲ့ပြုတ်လောက်ထားတဲ့ခွက်ကော်နဲ့ပြုတ်လောက်ထားတဲ့ခွက်ဆိုပြီး၅မျိုးပေါ့ဒီခွက်၅မျိုးမှာတောက်ရည်တွေဖြည့်လိုက်ပြီးတဲ့နောက်မှာတော့စဖို့မှုရဲ့ဘဝဆက်ကြောင်းမေးတော့လေစဖို့မှုကလည်းဂုံယူခွင့်ကြောစွာနဲ့ပြောတာပေါ့ဒီကြားထဲမှာမိဖုရားကလည်းရေကြီးကြော်တွေကိုစက်သနားထောင်ရင်ပေါ့ဒီလိုနဲ့ရေ၅ခွက်လည်းကုံရောညလည်းနှက်ရောစဖို့မှုကလည်းမိဖုရားနဲ့အိတ်ကြရအောင်ပေါ့ဗျာမိဖုရားကလည်းစဖို့မှုမအိတ်ခင်လေးမှာငါမေးတဲ့မိကုန်းနေဖြည့်ပါ စောစောကစဖုံမူးတောက်ခဲ့တဲ့ရေ၅ခွက်မှာဘယ်ခွက်ထဲကရေကပိုပြီးတော့ရတာရှိတယ်လဲဆိုတော့စဖုံမူးကလည်းရွှေခွက်ငွေခွက်ကြီးခွက်ဒဏ်ခွက်ကော့ခွက်ရေတွေအကုန်လုံးကအတူတူပါပဲမိဖုရားလို့ဖြည့်တာပေါ့အဲ့ဒီတော့မိဖုရားကပြန်ပြောတယ်သင်ဟာပညာရှိတယောက်ပါပဲစဖုံမူးသင်ကကျွန်ုပ်ထင်ထားထက်ပင်ပညာရှိပီတာပါပဲထို့တူပဲသင်ရဲ့မိမနဲ့ကျွန်ုပ်ကရောဘာတွေကြွားချားနေလို့လဲစဖုံမူးရေဟာရေပါပဲမိမဟာမိမပါပဲ ။တင်ကျွန်ုပ်နဲ့ဖောက်ပြန်ပြီဆိုတာကကျွန်ုပ်နဲ့တင်ဟာဒုသနာသောငရဲမှလည်းခံရပြီဦးမယ်။တင်မကြောက်ပြီဦးလား။အဲ့ဒီလိုမေးလိုက်တော့စပုံမှုကလေကျွန်ုပ်မားပါတယ်မိဗျာ။ကျွန်တော်မျိုးသည့်ရာဂတဏလွှမ်းမိုးသွားခြင်းကြောင့်တတိမမှုဂူးမမြင်ခလုတ်တိုက်မိတော့မလို့ဖြစ်ခဲ့ရပါတယ်။ထို့ကြောင့်လည်းကျွန်တော်မျိုးလွန်စွာရှက်ကြောက်မိပါတယ်။စိုးရွံမိပါတယ်။ထို့ကြောင့်လည်းကျွန်တော်မျိုးကိုခွင့်လွှတ်တော်မူပါ။ထို့အပြင်မိဗျာစီကနေကျွန်ုပ်တို့ခုလည်းတောင်းဆိုပါရစေ။ ကျွန်တော်ကလည်းစဖို့မှုဘုရားကိုဆုံးလို့ပြီးတော့သာသနာပောင်ကိုဝင်ခွင့်ပြုတော်မူပါဆိုပြီးတော့ဝင်ခွင့်ပြုလိုက်တော့တာပေါ့ပုံမြင်လေးကတော့အဲ့ဒါပဲတကယ်တော့ကျွန်တော်တို့ဖောက်ပြန်ခြင်းကြတယ်လို့ဘာလီဆိုတာလည်းပို့ပြီးတော့ရတာရှိနေမှာမရေးဟာရေးပါပဲမိမဟာမိမယောက်ျားဟာယောက်ျားပဲဘာများထူးခြားမတော့ပါဘူးလိုက်စားမိရင်လည်းငွေကုန်မဲ့ယောဂရမယ်အမိပြက်မယ်စီးပွားပြက်မယ်လင်မယားရန်ဖြစ်မယ်ဘယ်မှာကောင်းကျိုးရှိမလဲအဲဒါကြောင့်လင်မယားအပေါ်မှာမယားလင်အပေါ်မှာတစ္ဆာရှိခြင်းဟာမင်္ဂလာတပါးပဲ သူများမရဆိုလဲကို့မရနဲ့ဘာမှခြားနားမှုမရှိတလို့သူများလင်ဆိုလဲကို့လင်ထက်ဘာခြားနားမှုမှမရှိနိုင်ပါဘူးရွှေခွက်ငွေခွက်ကြီးခွက်ကွာတယ်လို့ရုပ်ရည်အစင်းပဲကွာပါလေခွက်ထဲရရည်ရတော့အတူတူပါပဲဆိုတာကိုလေတတိထားပြီးတော့လဲဆင်ကျင်နိုင်ရပါစေဗျာ